ဒီကနေ့တင်ဆက်ပေးရမယ့်သတင်းအကြောင်းအရာလေးကတော့တာကီတာမြို့နယ်ကမာဂျီတံတားပေါ်ကနေအမျိုးသားတအူးခုံချမှုဖြစ်ပွားခဲ့ပါတယ်။ရန်ကုန်တိုင်းတာကီတာမြို့နယ်မှာတော့စက်တင်ဘာလ17ရက်နေ့မနက်10:00နာရီဝန်းကျင်လောက်ကတံတားပေါ်ကနေအမျိုးသားတအူးခုံချမှုဖြစ်စဉ်ကို ဖြစ်ခဲ့ပါတယ်။လူမှုကွန်ရက်အသင်းတွေပြောကြားချက်အရတော့ အသင်းရောက်သွားချိန်မှာခုန်ချသွားတဲ့အမျိုးသားရဲ့စပိန်ဖနက်နဲ့အသုံးဆောင်ပစ္စည်းတချို့ခြံထားခဲ့တာကိုတွေ့ရပြီးဘယ်သူဘယ်ဝါဆိုတာကတော့အတိပြုတ်နိုင်တာမရှိသေးဘူးလို့သိရှိရပါတယ်။လက်ရှိမှာတော့တရားပုံကခုန်ချသွားတဲ့အမျိုးသားကိုရှာဖွေနိုင်ဖို့အတွက်နယ်မြေခန့်ရဲတပ်ဖွဲ့တွေကလုံဆောင်နေပြီးနေ့လယ်ပိုင်းအထိတော့ရှာဖွေနေတာဖြစ်ပြီးမတွေ့ရှိသေးဘူးလို့လဲတာကီတမြို့နယ်လူမှုကူလူမှုကူညီရေးအဖွဲ့တွေက အခုလိုပဲပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လနောက်ဆုံးရက်တည်းတုန်းကလည်းရန်ကုန်အပါအဝင်ဒေသတချို့မှာအဆုံးစီရင်မှုတွေဇက်တိုက်ဖြစ်ခဲ့ပြီးတပတ်အတွင်းမှာပဲလူခဏဦးသေဆုံးခဲ့တာပဲဖြစ်ပါတယ်။ မိမိပဝင်းချင်မှာအခုလိုဘဝကိုဆက်လက်ရှင်သန်နေထိုင်ဖို့အမရှိတော့ဘူးဆိုတဲ့ဖွင့်ဟဝန်ခံမှုမျိုးတွေကြုံတွေ့လာခဲ့ရင်တော့သူတို့ရဲ့ပြဿနာတွေကိုအလေးထားပြီးနားထောင်ပေးဖို့ပဲလိုအပ်ပါတယ်။ဆွေးနွေးပို့ဖို့နဲ့ဒါဟာကိုယ်တူရဲကြုံနေရတာမဟုတ်တော့တဲ့တရချင်းကိုအကောင်းဆုံးရှင်သန်ဖို့ဝိုင်းဝန်းအဖြေရှာဖို့နဲ့အဆုံးစီရင်ခြင်းကထွက်ပေါက်မဟုတ်ကြောင်းကိုလည်းအမေရိကန်နိုင်ငံဘာမောက်တက်ကတော်မှာစိတ်ပညာပါရဂူဘွဲ့တက်ရောက်နေတဲ့ မက်ဖြူပန်းနုခင်က အခုလိုပဲတီးတန့်တွေ့ဆုံမေးမြန်းခန်းတွေအကြံပြုထားပါတယ်အချစ်စစ်ဆိုတာတကယ်ရှိကြောင်းတသက်ပြသွားတဲ့သူတယောက်အကြောင်းကိုတော့ပြိသက်ကြီးအတွက်ပြန်လည်ဝင်မြပေးလိုက်ပါရနော်နှစ်ပေါင်း90ကျော်ကွဲကွာသွားတဲ့ချစ်သူရှိတဲ့မြန်မာနိုင်ငံကိုအမြဲလာရှာတဲ့ဂျပန်အဖိုးအိုရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီဖြစ်ပျက်ကလေးကတော့ဂျပန်နိုင်ငံမှာရှိတဲ့မြန်မာကျောင်းသူလေးတယောက်ကအခုလိုပြန်လည်ဝင်မြထားခြင်းပဲဖြစ်ပါတယ် အဖိုးအသက်30မှာတော့တခါ35နှစ်မှာတခါမြမကသူ့ကောင်မလေးကိုလိုက်ရှာခဲ့ပြီးကောင်မလေးကလည်းအိမ်လဲပြောင်းဖုန်းနံပါတ်ကလည်းမရှိတော့ဘလို့မှဆက်သွယ်လို့မရတော့ပါဘူးဒီလိုနဲ့ငါးနှစ်တခါမြမကိုပြန်ဖို့သူ့ကောင်မလေးနဲ့အတူနေဖို့ပတ်စံတွေကြိုးစားရှာပြီးနောက်ဆုံးတော့အခုအဖိုးသက်80အထိမျောလင့်ချက်တွေပြတ်သေးပါဘူးတဲ့အခုထိကိုဗစ်ပြီးတာနဲ့မြမကို လာရှာဥမာပါဖြစ်ပြီ အခုအချိန်မှလည်းသူ့မိန်းကလေးနာမည်ကိုပဲမှတ်မိတော့တာဖြစ်ပြီးအဲ့ဒီနာမည်လေးတခုတည်းနဲ့ပဲတခြားနိုင်ငံကိုသွားသွားရှာနေတာပဲဖြစ်ပါတယ်။အဖွားကတော့ဒီเจ้าနေကိုသိပါမလားတော့မသိပါဘူး။မြမเจ้าသူလေးကလည်းအဖိုးရဲ့ချစ်သူကိုကူရှာပေးဖို့အတွက်ဓာတ်ပုံတောင်းခဲ့ပေမဲ့လည်းနှစ်တွေကြာလာပြီဖြစ်လို့ပုံလဲမရှိတော့ပါဘူး။အဖွားကိုမှတ်မိပါမလားလို့မသေးကြသေးပေမဲ့သူ့ရင်ထဲကအဖွားပုံကိုတော့ဖျောက်လို့မရပါဘူးတဲ့။ ဂျပန်အဖိုးကတော့သူ့မိန်းကလေးရဲ့နောက်ဆုံးမခွဲခင်မှာတော့သူ့အသက်ရှိနေသည်ပြန်လာရှာပါမယ်လို့ကတိပေးထားခဲ့ပါတယ်တဲ့အဖိုးအိုရဲ့ကတိကတော့အခုထိ တည်နေသေးပါပဲအဖိုးရဲ့ချစ်သူ အဖွားရဲ့နာမည်ကတော့ခင်အေးလို့လည်းသိရပါတယ်တကယ်အချစ်စစ်အချစ်မှန်သာချစ်ခဲ့ကြတဲ့အဖိုးနဲ့အဖွားအမြန်ဆုံးပြန်လဲစုံစည်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဒီကနေလဲအဖွားကိုကူရှာပေးတဲ့သဘောနဲ့ဒီလို ခုလိုတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးရမယ့်ရင်းနှစ်ဖွေရအကြောင်းလေးကတော့တမီးမင်းကလေးကိုသာမွေးဖွားနိုင်ခဲ့တဲ့အတွက်အခန်းထဲမှာပိတ်လောင်ပြီးရောက်ခမဖြစ်သူကလည်းအပြစ်ပေးခြင်းကိုခံခဲ့ရတာကြောင့်အလွန်ဝမ်းနေပြီးကိုကိုကိုပြန်ရိုက်နေတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။မွေးဖွားလာတော့မယ်ကလေးတွေနဲ့ပတ်သက်လာရင်တော့အင်အောင်ရှင်မိဘများနဲ့အဖိုးအဖွားတွေတိတိုင်အောင်ပဲယောက်ျားလေးရယူခြင်းခဲ့တဲ့သူတွေရှိပါတယ်။မင်းကလေးလိုချင်တဲ့သူတွေလည်းရှိတတ်ကြပါတယ်။ဒီခါမှာတော့လိုချင်တာမရတဲ့အခါမှာတော့ နားလည်မှုလက်ခံနိုင်မှုမရှိဘဲအခုတော့တရုတ်နိုင်ငံဝမ်တွန်ပြည်နယ်မှာတော့မိသားစုတစုလုံးကယောက်ျားလေးကိုသာမွေးဖွားစေချင်တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းချွေးမဖြစ်သူကမိန်းကလေးမွေးလိုက်တဲ့အခါမှာတော့ရောက်ခမကလက်မခံနိုင်ပဲချွေးမကိုအပူချိန်40ဒီဂရီစင်နီဂရိတ်အခန်းထဲမှာဘသူမှမပေးတွေ့ပဲပိတ်လောင်ထားပြီးအပြစ်ပေးခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ချွေးမဖြစ်သူက စိတ်အားငယ်မှုဝမ်းနည်းမှုတွေနဲ့ကိုယ့်ပါကိုရိုက်ပြီးစိတ်ဖြေကငိုကြွေးခဲ့ပါတယ်။ တကယ်မှာတော့ကိုသားသမီးကယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်မိသားစုတိုင်းကတော့လက်ခံဖို့အခုလိုမျိုးဖြစ်ရက်တွေနဲ့မကြုံတွေ့စင်ချင်ပါဘူးရှင် အခုလိုပဲပြန်လဲဝေမျှပေးလိုက်ရခြင်းပဲဖြစ်ပါတယ်နောက်ထပ်တစ္ဆပေးရမယ့်အကြောင်းအရာလေးကတော့မင်းမိမဘာလို့ကွာရှင်းတင်တာလဲလို့တရားသူကြီးကမေးလိုက်တဲ့အခါမှာတော့ကျွန်တော်ကိုနေ့စဉ်တွတ်တွန်ဖြူခွာခိုင်းနေတွတ်တွန်နေလဲလှီးခိုင်းနေ ဗကန်လေးစီးခိုက်နေအဲ့ဒါကြောင့်အဲ့ဒါဘာများအပန်းကြီးလဲလွယ်လွယ်လေးဟာကိုတွတ်တွဖြူမခွာခင်မှာမီးအပူလေးပေးလိုက်အခွန်ခွာရတာလွယ်လွယ်လေးဖြစ်သွားမှာပေါ့တွတ်တွနီလှိခိုက်ရင်လဲလှိမဲ့တွတ်တွကိုရေခဲတတာတဲ့ခနာတာနောက်လှိကြည့်မျက်နှာတွေမျက်စိတွေမဆက်တော်ဘူးပေါ့ဒီလိုပဲလေပကံလဲမစေးခင်ရေတဲ့7မိနစ်လောက်စိတ်ထားရင်တော့ဆေးရွာတာလွယ်လွယ်လေးပါဒါပေမဲ့မင်းကိုအဝတ်တော်မလျှော်ခိုင်းဘူးမဟုတ်လား ။နောက်အဝိလျှော်ခိုင်းရင်လည်းဒီလိုလုပ်ကွတေချာမှတ်ထား။အဝိမလျှော်ခင်စက်ပြာရည်အထဲမှာအဝိကို15မိနစ်လောက်စိန်ထားကြီးတွေသူ့လိုလိုထွက်လာမှာလျှော်တဲ့အခါကျရင်လည်းအားသုံးစရာမလိုတော့ဘူးပေါ့။ပြီးတော့မင်းတနခါသွေးရပါတယ်ခမရ။ကျွန်တော်လျှောက်လွာပြန်ရုပ်သိမ်းဖွင့်ပြပါတရားသူကြီးမင်းခမရ။မင်းငါပြောတာနားလေသွားလို့လားဟုတ်လား။ အမှန်တော့ကျွန်တော်ဟာတရားသူကြီးထက်စာရင်တော့အများကြီးတက်တာပါသေးတယ်လို့သိသွားလို့ပါဒီလိုကာလာကြီးမှာတော့ခဏတားလေးဖြစ်ဖြစ်ရေမောနိုင်ဖို့အခုလိုပဲတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပြရမယ့်အနည်းပညာရှင်အကြောင်းအရာကတော့မင်းသမီးသွန်ဆက်ကအခုလိုပဲရီစာဟောင်းတွေနဲ့ကြုံတွေ့ကြရတဲ့အလွဲတွေကို ရင်ဖွင့်ပြောပြလာခဲ့ပါတယ် တရုတ်ဆောင်သွန်ဆက်ကတော့အလွန်ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ပြိသက်တွေကိုဖန်ဆာပြီးဇကားရီမှာအကောင်ဆုံးတရုတ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။သွန်ဆက်ကတော့သူ့ရဲ့ရီးစားရီရဲ့အလွဲတွေကိုဘလို့ဘယ်ပုံခံစားနေရတဲ့ခံစားချက်တွေကိုအခုလိုပဲဆိုရှယ်မီဒီယာမှာပြောပြလာခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်သွန်ဆက်ကယောက်ျားလေးတွေကဘာလဲမသိဘူးနော်။ ဲ့ဒါအရန်ကိုတည်ကျင်နေတာဆက်ဆက်ချင်းဆိုရင်ချစ်တာတုံခိုက်နေတာပဲအဖြစ်ပြန်ပေးပြီးလရွေကြပြီးဆိုရင်တော့ပုံစံတွေက ပြောင်းလဲသွားတော့တာပဲယောက်ျားလေးတွေကဆက်ချစ်ပြီးမိန်းကလေးတွေကဆက်ချစ်ပေးရတာမျိုးကို ပြောပြလာခဲ့ပါတယ်ဒါကတော့အမှန်တရားပါပြိတ္တတိကရောဘလို့ထင်ပါသလဲ နောက်ထပ်တင်ဆက်ပြရမယ့် Celebrity News ကတော့အသက်ကြီးပေမဲ့မပျက်စီးသေးကြောင်းကိုပါသက်သေးပြလိုက်တဲ့မြတင်စရီရဲ့ချစ်သူလေးတွေနဲ့အပီအပြင်းတွန့်နေတဲ့ video file လေးကိုအထူးခုလိုပဲထုတ်ကြွားခဲ့ပါတယ်။မိုးအောင်ရင်ဆိုတာနဲ့အခုမှ DJ လောကတွေကို ဝင်ရောက်လာတာပါ။ ူကတော့အနုပညာလုပ်တွေကနေအခုဆိုရင်တော့တရုတ်ဆောင်အလုပ်တွေကိုမလုပ်တော့ပဲ DJ လောကတွေကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။အစပိုင်းမှာတော့သူ့ကိုပြစ်သက်တွေကလက်မခံပဲဝေဖန်မှုတွေရှိနေခဲ့တာပါ။အခုထိလည်းလူမှုကွန်ရက်မှာသူ့ကိုလောင်ပြောင်တာတွေရှိနေတုံးပါပဲ။ဒါပေမဲ့လည်းအခုနောက်ပိုင်းမှာတော့သူကပွဲလေးတွေများစွာကို လက်ခံဖျော်ဖြေပေးနေရတာပါ။ သူဘာပဲလုပ်လို့နောက်ကနေအားပေးနေတဲ့ချစ်သူလေးရှိနေတာပေါ့လေ